မင်္ဂလာပါဆရာမရေမင်္ဂလာပါဆရာမရဲ့နာမည်လည်းတိပြစေဟုတ်ကဲ့ဒါရဲ့နာမည်ဆုရတနာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ဆရာမဘေဒရာနဲ့လာရောက်ပြီးတက်ရောက်အောင်မြင်ခဲ့တာလေကိုတိုင်းဒေတာကြီးဒီမြို့နေရာနေလာရောက်ပြန်ဟုတ်ကဲ့တော့ဆိုရင်ဆရာမဒီချိန်ပျော်ရွှင်မှုဘလောက်များဖြစ်မလဲပျော်ရွှင်မှုကအရင်ရခိုင်တော့အရင်ပျော်ပါတယ်ဟုတ်ကဲ့တော့ဆိုရင်ဆီယမ်မဒီကျောင်း တက်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာပေါ့နော်ဆီယမ်မဘလို့ဘလို့ဒီစူးစမ်းခဲ့ရတယ်လေပေါ့နော်ကဲအာဒါကကျူးကျူး အရင်ကျူးကျူးဆာဆာလို့လုပ်ခဲ့တဲ့အချိန်လေးရှိသလိုမလုပ်ခဲ့တဲ့အချိန်လေးရှိရတယ်။ဒါမှလည်းပဲအာနေ့စဉ်တော့ကျွန်တော်တို့ဆိုရင်အာယုံဦးကရှိရတဲ့ကြောင့်မလို့ကျွန်တော်တို့ဆိုရင်မတက်ချင်ဘူးဆိုရင်တော့ဖျားခင်ကဆိုရင်မြစ်တာချိုးနဲ့ဆဲခွဲတဲ့ကြောင့်မလို့အနေ့တိုင်းအာယုံထားတဲ့ကြောင့်မလို့နှုတ်ပတ်တော်ကပေးတဲ့ခွန်အားနေပဲဒီတိုင်းစူးစမ်းခဲ့ပါတယ်။โอเคအစင်းဆက်မတီအအမတ်တရားတွေပါရောရှိ ရှိရှိကလာရှိပြပြလို့လည်းရပါတယ်โอเคရှိတာကဆိုရင် easy တင်ငယ်ချင်းလေးနဲ့အတူတူမှုတ်သွား တဲ့အချိန်လေးပဲပါဆိုရင်အခန်းထဲမှာဆိုရင်တအားတော့ရံဖြစ်ခဲ့တဲ့အချိန်တွေလည်းရှိတယ်အဲ့ဒီရာရာဆိုရင်အရန်အမှတ်တရဖြစ်ဆုံးပါပဲโอเคเอ่อဒါဆိုရင်ဆ iam မဒီ channel နဲ့စပြီးတော့ဆ iam မဘလို့တွေလောက်သွားဖို့စဉ်းစားထားပါလေโอเคအဲ့တော့ငါအခုအကြောင်းပြီးသွားတဲ့ခါမှာဆိုရင်အကြောင်းဒီတိုင်းပြီးသွားခါမှာဆိုရင်ရက်ထားတာမဟုတ်ခွဲနဲ့ဒါဆိုရင်အကြောင်းဆက်ထပ်ဖို့ရှိတယ်ဒီဒီအများရဲ့ဆက်ပြီးတော့အပြီးခါမှာဆိုရင်အဒီစံစာနဲ့ပတ်သက်ပြီးတော့ကလေးတွေကိုဆိုရင်နှုတ်ကတော့အားဖြင့်တင်းတင်းပွဲအတက် ပြီးတော့ကျောင်းသက်ဖို့လည်းအစီအစဉ်ရှိပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဆ iam ဒီပေါ့နော်ကျောင်းအခုလက်ရှိရှိနေခဲ့တဲ့ကျောင်းသူကျောင်းသားတွေဆ iam ဘယ်လိုအမှားစကားပါရှင်တယ်လဲကျောင်းဆိုရင်ပန်းနိုင်ငံဆိုရင်တိကျချမသိဘူးဆိုရင်တော့မှရခင်ပေးတဲ့ခွန်အားနဲ့အကောင်းဆုံးရရောက်ရှိနေနေမှာဆိုရင်အခုရှိနေနေမှာအကောင်းဆုံးစူးစမ်းပါလို့ခင်ကလမ်းပြပါပါဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်